အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Data Entertainment Channel ကနေအားလုံးကိုပြန်လည်ချိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့မချာသေးခင်ကမှပဲမြမခုံဆောင်ချင်းဖိုင်တာလေး Joshua Van UFC မှာပွဲထုတ်သက်သွားခဲ့ပါပြီပရိသတ်အားလုံးလိုချင်နေတဲ့နိုင်ပွဲတစ်ပွဲလေးပုံဖော်နိုင်ခဲ့ပါတယ် Joshua Van Japan Fighter ရှုံးမွေးမရှိ Fighter နဲ့ထိုးသက်ခဲ့ရတာဖြစ်ပါတယ်။ Japan ရှုံးမွေးမရှိ Fighter က ။နံပန်းပိုင်းမှာတော်တော်ကောင်းနေနေမှာပါတယ်ဗျ။သူကစရန်နဲ့ဂျိုရှုအဘန်သူ့ရဲ့ပလန်ရဝင်လုံးမယ်၊လုံးမရင်ချုပ်ကွက်ယူမယ်အဲ့လိုမျိုးပုံစံနဲ့အနိုင်ယူမယ်လို့မှန်းထားတယ်ဗျ။ဒါမဲ့ပရိသတ်အားလုံးမထင်တာတော့ဂျိုရှုအဘန်ရဲ့တိတ်တောင်းဒီဖ ens တွေကလည်းတော်တော်ကောင်းနေတာတွေ့ရတယ်ဗျ။ဂျပန်ဖိုက်တာဒဘယ်လက်တွေ၊စင်ဂယ်လက်တွေဆွဲနေချိန်မှာသူဘလို့မဆွဲလို့မရဘူးဗျ။ဒါမဲ့ဂျပန်ဖိုက်တာရဲ့တစ်ချက်ဂျူရိုသရိုးလေးတော့နည်းနည်းဂျိုရှုအဘန်မိသွားတယ်အဲ့ဒီချက်ပဲ။ပထမအချိန်မှာဆိုလို့ဂျိုရှုအဘန် significant strike တွေအတိုင်းနဲ့ဖိထိုးနိုင်တယ် ဂျပန်ဖိုင်တဲ့တော်တော်အထင်အားကြီးပဲဒုတိယအချိန်မှလည်းဒီလိုပဲဂျောရှူအာမမေတာတယ်လို့အချင်းပြောလို့ရတယ်ဂျပန်ဖိုင်တာဝင်လုံးမယ်လုံးလို့မရဘူးတိတ်တောင်းလို့မယ်အဲ့ဒီအချိန်မှာဂျောရှူအာဘန်ကိုနန်းနူနှိုက်အဲ့လိုမျိုးဂျောရှူအာဘန်အကောင်းဆုံးစူးစမ်းပြခဲ့ရေဗျဒါပေမဲ့ဂျောရှူအာဘန်ကပွဲဥတော်အပြီးမဖြတ်နိုင်ခဲ့ဘူးကျွန်တော်တတိယအထီရောက်သွားတဲ့အချိန်မှာလေဂျိုရှွာဗန်ကလုံးဝသူ့ရဲ့အကောင်းဆုံးဆောင်းကိုထုတ်ပြတယ်ဗျဂျပန်ဖိုက်တာကတိတ်တောင်းလုံးမယ်ဒဘယ်လက်ဆွဲမယ်ဘလို့မဆွဲလို့မရဘူးဗျဘလို့မတိတ်တောင်းလုံးလို့မရဘူး ရောရှာမန်တိတ်တောင်းကိုတော်တော်ကြီးကာကွယ်လိုက်နိုင်တာတွေ့ရတယ်ဗျ။အဲ့အချိန်မှာတော့လိုဘလိုနည်းနည်းဖြစ်သွားခဲ့တယ်။အဲ့ဂျပန်ဖိုက်တာကိုကန်တဲ့နေရာမှာဂျပန်ဖိုက်တာရဲ့လိုဘလိုကိုနည်းနည်းထိမိပြီးတော့လိုဘလိုခဏဖြစ်တယ်။ဒီလောက်ပါပဲ။အဲ့လိုနဲ့ပဲပွဲပြီးသွားတဲ့အချိန်အဆုံးပြတ်ခံယူတဲ့အချိန်မှာဂျိုရှာဗန်ကတိုင်တော်လုံးနိုင်ပေးရဲ့ယူနေတဲ့မဲ့ decision နဲ့အနိုင်ရခဲ့ပါတယ်ခင်ဗျာ။ဂျိုရှာဗန်ကတော့တိတ်တောင်း defense မှာလည်းတော်တော်ကိုကောင်းတဲ့ပုံစံနဲ့ခြားပြတိုင်းနဲ့ လက်သီးပိုင်းမှာလည်းတော်တော်ကိုစွမ်းဆောင်ရင်ခေါင်းနဲ့ချပြနိုင်နေပြလက်သီးပါဝါနည်းနည်းသာတိထပ်ပုံများမယ်ဆိုရင်အလဲထိုးနိုင်မွေးကြီးအများကြီးရှိလာမယ်ဆိုရုံချိပါတယ်ခင်ဗျာဘာဖြစ်ဖြစ်ကျွန်တော်တို့မြန်မာကွန်ဆာဖိုင်တာလေးကအချိန်တိုင်းတာတစ်ခုအတွင်းမှာပဲကဘာကျော်ပရိုမိုးရှင်းကြီးစီရောက်ရှိပြီးအဲ့လိုထိတ်တန်းကစားသမားတွေနဲ့ထိုးတက်ပြီးတော့မှနိုင်မွေးကြီးရရှိနေပါပြီဘာဖြစ်ဖြစ်အကောင်းဆုံးကိုစွမ်းဆောင်ပြခဲ့တဲ့တို့ကြောင့်မလို့ဂျော်ရှွာဘန်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့ အဖက်ဖက်မှာရှုံးမွေးတွေကြုံတွေ့နေရတဲ့အချိန်မှာဂျိုရှွာဘိုင်းရဲ့နိုင်မောကပြိသက်တွေတွေလည်းအဖြစ်စီမယ်လို့ထင်ပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ပြိသက်တွေနေနဲ့လည်းဂျိုရှွာဘိုင်းဆက်လက်အားပေးလိုက်ကြရအောင်ပါ။နောက်ပွဲတွေမှာဂျိုရှွာဘိုင်းနေနဲ့ ranking စင်းဝင် fighter တွေနဲ့ထိုးတက်ရမယ်ထင်ပါတယ်။ဘာပဲဖြစ်ဖြစ်အကောင်းဆုံးကြိုးစားပြခဲ့ပါတယ်ဂျိုရှွာဘိုင်းကျွန်တော်တို့ပြိသက်တွေနေနဲ့လည်းအားလုံးပဲဂျိုရှွာဘိုင်းကိုကွန်ပျူတာမှာနေအခုအဆုံးထိကြည့်ပေးကြတဲ့ပြိသက်အားလုံးလည်းအထူးဝင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။